ောက်မှာအပုံလိုက်ဖြစ်နေတယ်လက်နက်တွေဆိုတာပြအဲ့လိုမျိုးထင်းချောင်းတွေလွတ်ပြစ်ထားသလိုပဲအဲ့လိုမျိုးပုံစံမျိုးတွေလွတ်ပြစ်ထားတယ်မင်းရက်ရှင်တိုင်းရက်မင်းပြစ်ရှင်တိုင်းပြရအောင်ပေါ့နော်အဲလုံးဝအခုဖြစ်နေတဲ့ပုံစံမင်းနိုင်နေတာလားလို့ပြန်မေးရမယ်အနေထားပါဗျာမင်္ဂလာပါကျွန်တော် ဒီနေ့အတွက်ပေါ့နော်သတင်းကောင်းတွေနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းမျှဝေခြင်းနဲ့ပေါ့နော်ထူးခြားတဲ့သတင်းတွေလည်းပါမယ်အဲပြီးရင်ဒါသတင်းကောင်းတွေလည်းပါမယ်ပေါ့နော်အဲ့တော့ပထမဆုံးအာခတ်တက်တော် AA နဲ့စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ကြောက်ဖြူဘက်ပေါ့နော်အဲကြောက်ဖြူဘက်မှာအာခတ်တက်တော် AA ကအဲအတာစီးရထားတယ်ပေါ့နော်သတင်းကောင်းတွေလည်းရှိတယ်အဲပြီးတော့ဒါနှိဖဲတော်စကန်ပေါ့နော်အဲနှိဖဲတော်ကာကင်းစကန်ကိုအဲ AA ကတိုက်ခိုက်သိမ်းပတ်နိုင်ခဲ့တယ်ဆိုပြီးတော့လည်းသတင်းတွေတက်လာနေတယ်ပေါ့နော်ပြီးတော့အဲ့မှာ ဗျူဟာမှုအဆင့်ပေါ့နော်စနိုက်ပါနဲ့တီတယ်ဆိုတာလေဒါလည်းတီရတယ်ပေါ့နော်တီရတော့သူ့ရဲ့နိုင်ရေးဖိတ်စာကိုလည်းလာဖို့ကြရသူတွေလည်းရှိတယ်ပေါ့နော်အဲဒါကြောင့်ဒီသတင်းတွေတချို့ပြောတဲ့သူတွေကတော့ပြောနေကြသူကဒီဘုံဘူးချုပ်ပေါ့နော်ဘုံဘူးချုပ်အဆင့်ဆိုပြီးတော့ဒီသတင်းတွေထဲမှာထည့်ပြီးတော့ရင်းနေပြောနေကြရရှိတယ်ပေါ့နော်အဲအမှန်တော့ဟုတ်လဲဟုတ်တယ်မဟုတ်လဲမဟုတ်ဘူးလို့ပြောမှာပေါ့အဲလို့ဆိုတော့ဗျူဟာမှုအဆင့်ဖြစ်တဲ့အတွက်သူကဘုံဘူးကြီးအဆင့်ပေါ့ဘုံဘူးကြီးအဆင့်မှာဒါစစ်တပ်ကတော့တီးရတဲ့အတိုင်းပဲတီးသွားပြီဆိုရာထူးတိုးပြီးတယ်အဲအဲအကြောင်းလို့ဒါဘုံဘူးချုပ်ဖြစ်နေတာ သူ့ရဲ့နိုင်ရေးဖိတ်စာထဲမှာဗိုလ်မှူးချုပ်ဖြစ်နေပါဗောနော်အဲ့ဒါထုံးစံဗောနော်အဲ့အမှန်တော့ဒါမြေပြင်မှာတေးသွားတဲ့အချိန်မှာဗိုလ်မှူးအဆင့်ဒါပေမဲ့နိုင်ရေးဖိတ်စာထဲမှာတော့ဗိုလ်မှူးချုပ်အဆင့်ဖြစ်သွားတယ်ဗောနော်အဆင့်ဒူးပေးလိုက်တာဒါတေးသွားပြီဆိုရင်တော့ရာထူးတို့တွေရကြမှာဗောနော်ပြီးတော့အဲ့စကန်ကိုလေချောင်းလေချောင်းပြစ်ကူပါတယ်အဲစစ်ကောင်စီဘက်ကပါနော်လက်နက်ကြီးပြစ်ကူတွေပါတယ်ပြီးရင်ရေချောင်းကနေလည်းပြစ်ကူတွေပေးတယ်အဲ့ကြားထဲကမှဒေါ်လိုင်းတပ်ဖွဲ့တွေကရအောင်တိတ်ပိုက်နိုင်ခဲ့တာဖြစ်တယ်ပါနော်ပြီးတော့ထွက်ပြေးတဲ့စားကားစစ်သားတွေလည်းအများကြီးရှိတယ်အခုထိလည်း နေရာနဲ့မှာပဲရှိတယ်ဒီဥစ္စာကတော့ဒါထွက်ပြေးတယ်ဆိုတဲ့ဟာကတော့နေရာတက်မှာကိုရှိပဲပြီးတော့ကျွန်တော်တို့ကဒါ KNB ဘက်တစ်ချက်တော့ကြည့်မှာပေါ့နော် KNB ဘက်မှာလည်းအခုဆိုရင်ဒါဆောင်းပြောင်းအောင်ပွဲနဲ့ပတ်သက်လို့ပေါ့နော်ဒါဆယ်ရက်ဒါတိုက်ပွဲကာလအတောအတွင်းမှာအဲအောင်ပွဲနဲ့ပတ်သက်လို့သတင်းတွေထုတ်ပြန်ခဲ့တာမရှိဘူးအဲပူပေါင်းတိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့တွေတော့အများကြီးရှိတယ်ဒါပေမဲ့အဲ့ဘက်မှာအောင်မြင်မှုတွေလည်းရတယ်ဒါပေမဲ့တင်းထုတ်ပြန်တာလည်းမရှိဘူးဒါအခုကတော့ဒါတက်ဖွဲ့တစ်ခုကနေပြီးတော့ဗီဒီယိုမှတ်တမ်းနေရစာထုတ်ပြလာတယ်တွေ့ရတယ်ပေါ့နော်အဲအဲ့ရှိ့မှာလည်းဗီဒီယိုတစ်ခုရှိသေးတယ်ပေါ့နော် ကျွန်တော်များများသတိမထားမိလိုက်ကြဘူးအဲကျွန်တော်တို့တော့မှဒါအချင်းချင်းရင်းနှီးနေတော့ကျွန်တော်သိနေတော့ဒါပြောပြကြတာပေါ့နော်ပြောပြကြတယ်အဲ့ဒီမှာအားရကြကောင်းတယ်အာတော်လိုင်းတက်ဖွဲ့တွေရပေါ့နော်အာ KNY ဘက်ကတော်လိုင်းတက်ဖွဲ့တွေကရှယ်ကြိတ်ထားတာဗျအားရကြရဲ့အဲ့ဗီဒီယိုဖိုင်ကျွန်တော်တကယ်လို့တို့ထုတ်ပြန်ပြီဆိုတဲ့အချိန်ကျရင်တော့ကျွန်တော် reaction လုပ်ပေးမယ်ပေါ့နော်ဘာလို့တော့အောက်မှာအပုံလိုက်ဖြစ်နေတယ်လက်နက်တွေဆိုတာဗျအဲ့လိုမျိုးထင်းချောင်းတွေလွတ်ပြစ်ထားသလိုပဲအဲ့လိုမျိုးပုံစံမျိုးတွေလွတ်ပြစ်ထားတယ်စုအဖွဲ့တွေကလည်း light ကောက်ပုံပြီးတော့ယော့ကွာယော့ကွာနဲ့အဲ့လိုမျိုးပုံထားတဲ့ပုံစံမျိုးတွေဗျာ အဲအဲ့အရာတွေတွေ့ရတယ်ပြီးတော့အဲစစ်ကောင်စီတက်သားရယ်ဆိုလဲဟိုနာတယောက်ဒီနာတယောက်ဟိုနာတယောက်အဲ့လိုနီးနီးကပ်ကပ်လေးတွေပဲလုံးဝပြပြလေးတွေဖြစ်နေရဗျာအဲ့ဒါလည်းတွေ့ရပြီးရင်အသက်ရှင်နေသေးတဲ့ကောင်တွေလည်းရှိတယ်အဲ့မှာမေးတဲ့အချိန်မှာကြိုးကုန်ကြောင်တွေလျှောက်ပြောတဲ့ကောင်တွေလည်းရှိတယ်ပြီးရင်ပြောတဲ့စကားတွေကခဏလေးပဲတော့ပြောတဲ့စကားတွေဆိုတာအားရတယ်ဗျာအဲတယောက်ဆိုရင်မေးတာမင်းတို့အရာရှိရောမင်းတို့အရာရှိရောအရာရှိတည်ပြီနောက်တယောက်ထပ်မေးရောနော်နောက်တယောက်နောက်တယောက်ထပ်မေးရောအဲ့တယောက်ကထပြောတယ်ဒီကောင်ဒဏ်ရာရထားလက်နောက်ပြန်ကြိုးကြည့်ထားပြီးမှောက်ထားအောင်နော်အဲ့အချိန်မှာဒီကောင်ဘာပြောလဲဆိုကျွန်တော်အမေနဲ့စကားပြောချင်တယ် အဲ့မှာတော်လိုင်းတက်ဖို့ဝင်ကြောင်သွားတာပေါ့နော်ကြောင်သွားဘာဘာပြောတာဆိုတော့ကျွန်တော်မင်းနဲ့စကားပြောချင်တယ်ဟာမင်းတို့ကောင်နေဟာနေုံနဲ့မင်းတို့ကပြည်သူတွေကိုဒါကြေးရတွေကိုပြည်သူတွေကိုတက်ဖြတ်မိရှုတဲ့ချိန်တော့မင်းတို့ဒီလိုမျိုးတွေးဘူးလားဆိုပြီးပြောတဲ့ဟာဟာအဲ့ဒါမိုက်တယ်တော်လိုင်းတက်ဖို့ချက်ချင်းပြန်တော့မြန်တာနော်အဲမင်းတို့အခုဒါမင်းတို့ဝက်ခံနေရတာဒါအခုမင်းတို့ရဲ့လုပ်ရမင်းတို့လုပ်ခဲ့တဲ့အကျိုးတွေကိုမင်းတို့ပြန်ခံစားနေရလားဆိုပြီးတော့ချက်ချင်းပြောသွားအဲ့ကောင်ဒဏ်ရာကြီးနဲ့ပေါ့နော်ကျွန်တော်တော့အားရတယ်တော်လိုင်းတက်ဖို့ဝင်အဲ့လိုပြောသွားတဲ့ပုံမှာကျွန်တော်က ဝမ်းသာတယ်ဗောနော်ဝမ်းသာတယ်ဘာဖြစ်လို့ဆိုတော့ဒါကိုတခြားစစ်ကောင်စီတပ်သားအနေနဲ့လည်းကြည့်စေခြင်းတယ်အဲသူတို့အနေနဲ့ကဘလို့မှဒီစစ်ပွဲကိုနိုင်မှုမဖြစ်နိုင်တော့တဲ့ပုံစံကြီးဖြစ်နေပြီသူတို့မှရှိမြဟာတွေအကုန်သုံးတာပဲအခုဒီစောင်းပြောင်းကိစ္စဆိုရင်ဒါမိုးပြဲဗောနော်မိုးပြဲမှာမိုးပြဲမှာသူတို့စစ်ကောင်စီကဒါလင်းလင်းထက်တက်တဲ့အနေမှာစုဖွဲ့ပြီးတော့စစ်ကြောင်းတွေထိုးတာခဏခဏ မိုးပြဲကသူတို့အတွက်နေပြည်တော်ကိုရောက်နိုင်တဲ့နှီးဆုံးလမ်းတစ်ခုဖြစ်နေတဲ့အတွက်သူတို့အတွက်အရန်ချေရောက်ခံနေရတယ်။အဲအကြောင်းမလို့အဲ့နေရာကိုရဖို့အတွက်ပြန်ဆိုးမှုဖို့အတွက်ကိုသူတို့တွေလှုပ်ကြတယ်။အဲ့လိုမျိုးသူရဲ့ထိုးစစ်ဆင်လာတဲ့ဟာကုံမှလုံးဝစောင်းပြောင်းကတံပြန်တိုက်စစ်ပုံစံမျိုးနဲ့ပြန်ပြီးတော့ဖုတ်လိုက်တာတော့ဒါလုံးဝဆကားစားရဲ့အရှိုက်ကိုတဲ့တဲ့ထိတယ်ပေါ့နော်။အဲ့အောင်ပွဲနဲ့ပတ်သက်လို့လည်းတပွဲထုတ်ပြန်လာတဲ့ခါကျရင်သိစိတ်လေးသိရမှာပေါ့နော်။နောက်တစ်ခုဒါကြောင့်ကရင်ဘက်မှာပေါ့နော်။နောက်ပိုင်းဘက်မှာဆိုရင်လေနေ့စဉ်စခန်းသိမ်းတိုက်ပွဲတွေရှိတယ်။တချို့ရက်တွေမှာဆိုရင်စခန်းက တစ်ခုလဲတော့မဟုတ်ဘူးနှစ်ခုသိမ်းတာပေါ့နော်အဲ့လိုပုံစံမျိုးကြီးရှိတယ်အခုလဲစကန်သိမ်းတိုက်ပွဲတွေထက်ရှိတယ်ပေါ့နော်ထက်ရှိတယ်နေတိုင်းကိုရှိနေတာဒါမယုံမရှိနဲ့နေတိုင်းကိုရှိနေတာအားရစရာကောင်းတယ်ပြီးတော့စစ်ကောင်စီတပ်သားတွေလုံးဝစိတ်သက်ပြတ်ပြားနေတယ်ထွက်ပြေးတဲ့စကန်တွေအများကြီးပဲပေါ့နော်အတန်ကြာတာနဲ့ထွက်ပြေးတဲ့ပုံစံမျိုးတွေတွေ့နေရတယ်အဲပြီးတော့ပြေးတဲ့ခါမှလည်းအဲသူတို့ခုနလိုပေါ့အဲဒီကြံနေသေးတဲ့စကန်တစ်ခုကိုတော်တော်ပေါင်းတဲ့ပုံစံမျိုးတွေရှိသလိုတစ်ဖက်နိုင်ငံကိုနီးတယ်ဆိုလဲတစ်ဖက်နိုင်ငံကိုပြေးတဲ့ပုံစံမျိုးတွေလည်းရှိတယ် တော့နီးတဲ့နေရာကိုကိုပြေးနေတာအမှန်အလုံးမပြေးစေချင်ဘူးဒေါ်လာကြီးတက်ဖွဲ့ရေးစီမှာပူပေါင်းစေချင်တာဒေါ်လာကြီးတက်ဖွဲ့ရေးစီမှာလက်နက်ချအညံ့ခံစေချင်တာဒါဆိုရင်တို့ကောင်းအောင်နေရမယ်ပေါ့နော်အခုတော့ဒေါ်လာကြီးတက်ဖွဲ့ကြီးလာတဲ့အချိန်ထက်ဆောင်ပြီးတော့ထပ်ပြီးတော့ပြေးရမယ်အနေထားဖြစ်နေတာတောင်ပိုင်းမှာလည်းတကယ်ကိုအားရစရာကောင်းတဲ့အနေထားပေါ့နော်ပြီးတော့ကျွန်တော်ဒါရှင်မီနာဘက်ဖားကတ်လုံကင်းဘက်မှာဆိုလေဒါကျောင်းသတိထားကြရရှိလာတယ်။အဲအဲ့ဒါတော့စစ်ကောင်စီကလူသားတိုင်းပုံစံမျိုးလှုပ်တယ်။လှုပ်တာအောင်မလို့လှုပ်လဲဆိုတော့သူတို့ဒီလမ်းကိုသွားရမယ်။ သူတို့အနေနဲ့သွားလဲသွားရမယ်မဖြစ်မနေသွားခိုင်းတာကြောင့်မလို့သူတို့သွားရမှာအဲသွားရမယ်အနေထားမျိုးမှာသွားလဲမသွားရဘူးမသွားရတာဖြစ်တဲ့အတွက်ဒေသခံပြည်သူတွေကိုခေါ်ပြီးတော့အဲခုနလိုပေါ့နော်ရှေ့ကနေလူသားတိုင်းပုံစံမျိုးနဲ့လှုပ်ပြီးတော့သွားတဲ့ဟာမျိုးတွေပေါ့နော်ပြီးရင်ငါတို့ကိုသွားခွင့်ပေးသွားခွင့်မပေးဘူးဆိုရင်မင်းတို့ခြေရာတွေကိုမိရှုံမယ်မင်းတို့ကိုတက်ဖြတ်မယ်ဆိုတဲ့ပုံစံမျိုးတွေလှုပ်တယ်အခုလဲဒါ၄၅ယောက်ကိုပြည်သူ၄၅ယောက်ကိုပေါ့နော်အကြောင်းမဲ့တက်ဖြတ်သွားတဲ့ဟာမျိုးတွေလည်းသတင်းတွေတက်လာနေတယ်ပေါ့နော်သူတို့သွားတဲ့တောက်လျှောက်ကလည်းအင်အားနည်းနည်းများတယ်ဆိုတဲ့ပုံစံမျိုးသိရတယ် အဲပြီးတော့ပြည်သူတွေကလည်းဒီစစ်ကြောင်းဖြတ်နေတမရတခြားလုံးမှာသူကစိတ်ပူနေရပါတော့စိတ်ပူနေအခုတော့အဲ့စစ်ကြောင်းကခုနလိုတမကုန်းထဲဝင်သွားပြီပေါ့နော်တမစကန်ကုန်းထဲဝင်သွားပြီအဲ့နောက်ပိုင်းထူချမှုတော့မရှိသေးဘူးပေါ့နော်ပြီးအဲ့ဘက်မှာကလည်းကျွန်တော်ထင်တယ်ဒါသူတို့တိုက်ပွဲမဖြစ်ရဲဘူးပြီးတော့ဒီဘက်ကလည်းမဖြစ်လို့ဖြစ်လို့မရတဲ့အကြောင်းတရားတွေရှိနေတော့အခုလိုမျိုးသူတို့သွားလိုက်နိုင်တယ်ပေါ့နော်ဒါပေမဲ့ပြည်သူကိုတစားကန်လှုပ်ပြီးတော့လူသားတိုင်းလှုပ်ပြီးတော့သွားတယ်ဆိုတဲ့ဟာကတကယ်ပါဆိုတာကိုပြောချင်တာ ရှေ့မှာအဲ့လိုမျိုးဖြစ်စဉ်တွေရှိခဲ့ဘူးတယ်ကျွန်တော်ဒါဂိမ်းပြည်နယ်ဘက်မှာပေါ့နော်အဲပိနေတော့အဲလေးကကျတောင်းစိတ်ပေါ့နော်အဲပြီးတော့အင်ဒေါ်ကြောက်ပြူအဲအဲ့ဖက်ချမ်းနေကိုသွားတဲ့အချိန်တုန်းကတော့မှပဲကျွန်တော်နဲ့နီးကနေခဲ့ဘူးတဲ့ဒါဒုတိယမှုလို့ဒါအဲတရင်မှုလို့ဆိုရင်တချို့နေရာတွေမှာသတင်းတွေကြိုရတယ်ပေါ့နော်ကြိုရတယ်စစ်ကောင်စီပြင်းခံတော့မယ်ဆိုတဲ့သတင်းတွေကြိုရတဲ့ခါမှာဒါအဲ့လိုရွာသူကြီးတွေခေါ်တယ်ရွာသားတွေခေါ်တယ်ပြီးရင်ဒီစစ်ကောင်စီတပ်သားတွေတယောက်ကြားနှစ်ယောက်ကြားသုံးယောက်ကြားအဲ့လိုနေရာတွေမှာ အဲဒါခုနလိုဒေသခံပြည်သူတွေတယောက်နှစ်ယောက်သုံးယောက်အဲ့လိုမျိုးတွေဂျားထဲမှာထဲ့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 ပဲညှက်ပြီးတော့စစ်ကြောင်းလိုက်ကြီးသွားတယ်မင်းတို့ပြစ်ချင်လည်းပြစ်မင်းတို့ပြည်သူပါမှာပဲအဲအဲ့လိုပုံစံမျိုးနဲ့လှုပ်တာရှိရပါတော့အခုကတော့လူပါတက်တာဖြစ်တဲ့အတွက်တော်တော်လေးကိုဆိုးရွားတဲ့အနေအထားဖြစ်သွားပြီပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါဘကိုးတိုင်းတို့ဇလင်းတို့ဒါအညာဘက်တွေရောပေါ့နော်အဲအဲ့လိုအနေအထားတွေမှာလည်း အဲတိုက်ပွဲတွေကပုံပြီးတော့ပြင်းထန်လာနေတယ်နေ့စဉ်ဖြစ်စဉ်တွေပေါ့နော်ဖြစ်စဉ်တွေတိုက်ပွဲဖြစ်စဉ်တွေမြေတမ်းရှိနေတဲ့ပုံစံတွေ့လာရတယ်ပေါ့နော်အခုဆိုဒါဆလင်းဘတ်ချမ်းမှာဆိုရင်စစ်ကောင်စီကအဲစစ်ကူသွားတဲ့ပုံစံမျိုးတွေတွေ့ရတယ်စစ်ကြောင်းထိုးတဲ့ပုံစံမျိုးတွေတွေ့ရတယ်အဲ့မှာတင်ကားနှစ်စီးတောင်ပါတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ပြောဒါမြေပြင်ကနေပြီးတော့စစ်ကြောင်းထိုးတဲ့အင်အားဆိုလဲဒါအနည်းဆုံးစစ်ကြောင်းတစ်ကြောင်း80ပတ်ချာလဲနဲ့အင်အားထိုးနေတာရှိတယ်အဲပြောရရင်တော့စစ်ကြောင်းတင်းနှစ်ဆိုပြီးတော့ခွဲသွားမျိုးလဲဖြစ်မယ်ပေါ့နော်အဲပြီးတော့ အဲတချို့နေရာတွေမှာပေါ့နော်တိုက်ပွဲဖြစ်နေတာဒါဒီလ73ရက်လောက်ကနေကတိုက်ပွဲဖြစ်နေတဲ့နေရာတွေကဇလင်းမှာလည်းရှိတယ်ပေါ့နော်အဲပြီးတော့စစ်ကောင်စီတပ်သားတွေနေနေရလေအဲမိရှုတဲ့လောက်ရက်တွေပေါ့နော်အဲပြီးရင်ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်ဖို့အတွက်ချင်းချောက်ဖို့အတွက်လုပ်တဲ့လောက်ရက်တွေကိုပုံပြီးတော့ဆူဆူဝါလှုပ်လာတယ်အဲရှေ့ကနေပြီးတော့ပတ်စတွေတင်ပြီးတော့ပတ်စတွေကိုတော့မှပဲအဲသူတို့ရဲ့အကျင့်စရိုက်တွေကူးအောင်လို့အဲတင်ပေးနေတဲ့ပုံစံမျိုးတွေလည်းတွေ့လာရတယ်ပေါ့နော်အဲကြတော့အဲ့လိုမျိုးပစ္စည်းလိုက်ခိုးတဲ့သူတွေကိုလည်းဒါပကိုးမှာဆိုရင်ပေါ့နော်ပကိုးတိုင်းညောင်လေးပင်မှာပေါ့နော် ပစ္စည်းလိုက်ခိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လိုင်းတပ်ဖွဲ့တွေကဒါလုံးဝအလစ်ငိုက်ဖမ်းပြီးတော့တိုက်ခိုက်တာပေါ့နော်အဲတော့တိစုံနေတာတွေထိခိုက်တာတွေရှိတယ်အဲတော့ခိုးခြင်းဟိုကပစ္စည်းဆိုပြီးတော့ပြင်းခံရတာဖြစ်မှာပေါ့နော်အဲကြောင့်တိုင်ငံလုံးတိုက်တာနဲ့ပြောမယ်ဆိုရင်တော့တိုက်ပွဲဖြစ်စဉ်တွေကအများကြီးရှိတယ်အဲတော့ကျွန်တော်ရသလောက်အချိန်တော်အတွင်းမှာရသလောက်ဟာလေးတွေကိုပြောတာပေါ့နော်ဒီကြားထဲမှာမင်းအောင်လိုင်ပြောတဲ့ဟာလေးလည်းဒါထည့်ပြောအောင်ပေါ့နော်မင်းအောင်လိုင်ကဒါ29ရက်နေ့မှာသူပြောသွားတာရှိတယ် ဲ့ဒါတော့ဒါအပြစ်ခတ်ရက်တယ်ဆိုတာပြည်သူ့ရဲ့အကျိုးကိုကြည့်လို့ရက်တာပေါ့နော်အဲ့ဒါကိုတိုင်းသားဒေါ်လာတက်ဖွဲ့အနေနဲ့လိုက်သိဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးပြောသွားတာပေါ့နော်အဲ့ဒါတော့တော်တော်ရည်စရာကောင်းတယ်မင်းရက်ရှင်တိုင်းရက်မင်းပြစ်ရှင်တိုင်းပြစ်ရအောင်ပေါ့နော်အဲလုံးဝအခုဖြစ်နေတဲ့ပုံစံမင်းနိုင်နေတာလားလို့ပြန်မေးရမယ်အနေထားပါဗျာအခုဒေါ်လာတက်ဖွဲ့တွေကတကယ်ကိုအသာစီးရပြီးတော့လုံးကင်နိုင်နေပြီဆိုတဲ့အချိန်မှာဒီကောင်ပြောတဲ့ပုံစံအချိုးမပြေတာပေါ့နော်ချိုးမပြေတာပေါ့အပြောရရင်တော့ तू ကပန်းသူသွေးနေအောင်အာဒီ ဒီလိုမျိုးငါအပြစ်ရတဲ့ဆိုတာကပြည်သူကိုငဲ့ညာလို့အပြစ်ရတာဒီလိုမျိုးငလင်ပေးချောင်းမလို့ဒုက္ခရောက်ပြီးတော့ပြန်လည်ထူထောင်ရေးအတွက်အရေးကြီးနေတဲ့အချိန်မှာငါတို့ကဘာလို့တိုက်ခိုက်မှာလဲဆိုတဲ့ပုံစံမျိုးနဲ့သူကလှုပ်ချင်တာတကယ့်မြေပြင်မှာဂရိတီလားဆိုတော့ဒီနေ့ဒီချိန်ထိသူအပြစ်ရပါတယ်ဆိုတဲ့ဂျားတွေကနေပြီးတော့ဘုံကျဲနေတဲ့ဟာတွေအများကြီးရှိတယ်စာသင်ကျောင်းတွေကလေးငယ်တွေမင်္ဂလာဆောင်တွေအများကြီးပဲပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ဘုံကျဲနေရရှိတယ်စစ်ဘေးရှောင်နေရတွေဘုံကျဲတယ်တုံမန်းနေထားတဲ့နေရာတွေဘုံကျဲတယ်ပေါ့နော်သူ့လူသူလည်းတက်တယ်လို့ပြည်သူလူထုကိုလည်းတက်တယ် အဲ့တော့ဒီကောင်ကဘယ်တော့မှဂရိမတီတဲ့ကောင်မျိုးဖြစ်တယ်အဲ့ဟာကိုလိုက်ပြီးတော့နားထောင်နေကြမလို့တဲ့အကြောင်းကိုလည်းဒီနေရာကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်